ရခိုင်ပြည်ကိုဓမြဩဇာနဲ့အရှိုးတဲ့တန်ဖိုးသူ6ယောက်ကိုဆက်လက်တစည်းနဲ့အတူဘင်္ဂလားဒေ့ရှ်ကမ်းခြေစောက်တက်ကဖန်စီလိုက်တယ်လို့သတင်းရရှိပါတယ်။သူတို့6ယောက်ကိုတက္ကငွေ8သိန်းနဲ့တန်ဖိုးရှိတဲ့ယူရီးယားဓမြဩဇာအိတ်960ကျော်ပါဝင်ရိုက်ယားထိုက်ကအရှိုးပလန်9000ကျော်နဲ့အတူဖန်စီမိခရာလို့ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောက်တက်သတင်းနဲ့မီဒီယာအရာရှိဒုတိယမုံကဇွန်လ10ရက်မနေ့ပိုက်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ရှိုးဝဲတရင်ပေးဖို့ရှိအရာကန်းချီစောက်တက်ဖွေးတဖွေးဟာကော့ချ်ပဇာကနော်ဇူရိတ်ချန်နာကနေတဲ့ပင်လယ်ပြင်မှာတောက်ကြနဲ့မွန်းလေးတနိုင်လောက်ကအထူးစစ်ဆင်ရင်ပြီးလောက်ရာကနေမတင်ခါဝဲ NJ Power တက်တက်သားစစ်လေတစည်းကနေဒီ PC တွေကိုဖန်စီရမင်းခေတာလို့ဆိုပါတယ်အဲ့ဒီ PC တွေကိုကော့ချ်ပဇာဖလောက်ဆိုင်ကနေပင်လယ်ပြင်ကိုဖြစ်ပြီးရခိုင်ပြည်ကိုမောက်ကိုတန်ပိုးကြတာလို့သတင်းမီဒီယာအရာရှိကပြောပါတယ် တင်းစီရမိတဲ့ဒဲမျိုးဩဇာနဲ့အချွေတွေကိုတော့ကော့ချ်ပဇာအခွင်ကောက်ကိုလွေပြောက်ပေးထားပြီးမခုသမားတွေနဲ့လေကိုတော့ကော့ချ်ပဇာရေးစခန်းကိုလွေပြောက်ပေးထားတယ်လို့သိရှိရပါတယ်။